ဒီနေ့ကျွန်တော်တို့ပြန်လည်ဆွေးနွေးမယ့်အကြောင်းအရာကတော့တကယ့်ကိုခေတ်သစ်စစ်ပွဲရဲ့အမှတ်အသားတစ်ခုပြကြုံတစ်ခုလို့ဖြစ်သွားခဲ့တဲ့တိုက်ပွဲတစ်ခုအကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီနေရာကတော့ယူကရိန်းနိုင်ငံခါကစ်ဒေသမှာရှိတဲ့ချူဟူရီဖ်လီဒါစ်ကမ်းပဲဖြစ်ပါတယ်။ဒီတိုက်ပွဲဟာစစ်ပွဲရဲ့အစောဆုံးကာလတွေမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့အဲ့ဒီနေ့နနက်၄နာရီ၁၆မိနစ်တိတိမှာစတင်ခဲ့တာပါ။ကောင်းငင်ဘော်ကလင်းနန်းတွေနဲ့အတူရေပြင်ကနေပြစ်လို့ရတဲ့အစ်စကာဒန်အမ်ပယ်ဒိန်းဒုံးကြီးတွေနဲ့ပင်လယ်ကနေပြစ်လို့ခဲ့တဲ့ကလီပါခရုစ်ဒုံးပြန်တွေဟာ လေတစခန်းကိုဓာတ်ရိုက်ဥတီဝင်ရောက်လာခဲ့ပါတယ်။တိုက်ခိုက်မှုဟာဘလောက်ထိမြန်ဆန်ပြီးပြင်းထန်ခဲ့သလဲဆိုရင်စက္ကမိုင်းအတွင်းမှာပဲလေတစခန်းရဲ့အဓိကအဆောက်အုံတွေအရေးကြီးတဲ့လောင်သာစီကံလောင်ကန်ကြီးတွေပြီးတော့တန်ဖိုးကြီးတဲ့ MiG 29တိုက်တရင်တွေနဲ့ TB2 တိုက်ခိုက်ရေး drone တွေရန်နာထားတဲ့လေယာဉ်ယုံကြီးတွေဟာမီးတောင်မီလျံတွေကြားမှာတစစီပေါက်ကွဲပျက်စီးကုန်ဆုံးခဲ့ရပါတယ်။အဲ့ဒီချိန်မှာ radar ချက်ပေးသံတွေစစ်စခန်းတစ်ခုလုံးကိုတတိပေးနေတဲ့အော်အော်သံတွေဟာစုညံနေခဲ့ပြီမြေ ေချောင်းရံကာကွယ်ရေးစနစ်တွေကတုံ့ပြန်ဖို့ကြိုးစားခဲ့ပေမဲ့အရာအားလုံးဟာတိတ်ကိုနောက်ကျသွားခဲ့ပါပြီ။ latest scan တစ်ခုလုံးမီးလောင်ကျွမ်းနေခဲ့ပြီးဒါဟာစစ်ပွဲရဲ့အစောပိုင်းတိုက်ခိုက်မှုတစ်ခုသာဖြစ်ခဲ့ပါတယ်။ပထမဆုံးဝင်ရောက်လာတဲ့ဒုံးကြီးလှိုင်းတွေပြီးလို့တော်တော်လေးရပ်တန့်သွားပြီးအသက်ရှူရပ်သွားပြီးလို့ထင်ရတဲ့အချိန်မှာပဲမင်းနဲ့ပိုင်းတွင်ဒုတိယဆင့်တိုက်ခိုက်မှုကြီးဟာအရှိန်ဟုန်နဲ့မမျှော်လင့်ပဲထပ်မံရောက်ရှိလာခဲ့ပါတယ်။ရုရှားဟာဒီတစ်ချိန်မှာတကယ့်ကိုအဆုံးဖြတ်ပေးမဲ့အင်အားကိုထုတ်သွင်းလိုက်တာပဲဖြစ်ပါတယ်။ရုရှားရဲ့အစွမ်းထက် SU-34 ဘုံကျဲတိုက်ခိုက်ရေးလေယာဉ်တွေဟာအောက်ကိုထိုးဆင်းလာပြီးပြစ်မှတ်ကိုတိတိကျကျထိမှန်နိုင်ဖို့အတွက် Leader Scan ရဲ့မလန့်မကန်6မိုင်လောက်ကွာမှာပြန်ဝဲနေခဲ့တဲ့ Orlandan ထောင်လန်းရေး drone တွေရဲ့လေဆာနဲ့ဂျိုဒုကိုဂျိုဒု coordinate လမ်းညွှန်မှုတွေနဲ့အတူပေါင်းစပ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးတိကျတဲ့လမ်းညွှန်မှုတွေနဲ့အတူအလွန်အင်အားကြီးမားတဲ့ FAV 5000ဘုံကြီးသားတွေကိုအသုံးပြုပြီးထပ်မံပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ဒီဘုံတွေရဲ့ပောက်ကွဲမှုလိုင်းတွေဟာတော်တော်လေးကိုပြင်းထန်လွန်းလာကြောင် တိုးလောင်ယုံတွေကိုပြပြဝစ်သွားစေခဲ့တဲ့ပြီးတော့စစ်ဘက်တုံးလောင်သာစီတင် truck ကားကြီးတွေဟာလည်းအစိတ်စိတ်အမှောင်မှာလေထဲကိုလွင့်စင်ပျက်စီးကုန်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးရုတ်တရက်အင်အားကြီးတိုက်ခိုက်ခံရတဲ့အချိန်မှာယူကရိန်းရဲ့ကာကွယ်ရေးအဖွဲ့အထူးသဖြင့်92ကြီးတပ်မဟာကတပ်ဖွဲ့ဝင်တွေဟာသူတို့ရဲ့မူလအစီအစဉ်တွေရုတ်တရက်ပြပြသွားတာမျိုးဖြစ်ခဲ့ပေမဲ့သူတို့ဟာစက္ကန့်မလတ်ချက်ချင်းကိုပြန်လည်စုစည်းခဲ့ကြတယ်ဆိုတာကိုအံ့ဩစရာတွေ့ရပါတယ်သူတို့ဟာသူတို့ရဲ့ back end လေကြောင်းရန်ကာဝေးရေးဒုံးပစ်စနစ်တွေကိုအလှည့်မြန်ဆုံးဖွင့်လှစ်ပြီး ကောင်းကင်စီကိုကြားဖြတ်ဒုံမြန်တွေပြစ်လွတ်ပြီးအသက်နဲ့လဲလို့ခုခံကာကွယ်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတိုက်ပွဲကိုအဆုံးဖြတ်ပေးမဲ့အရေးကြီးဆုံးပြဿနာတစ်ခုကိုသူတို့ရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒါကတော့ရုရှားရဲ့အစွမ်းထက် electronic စစ်စင်ရေး EW စနစ်တွေကနေလွှတ်လိုက်တဲ့လျှက်စစ်တမ်းလိုက်နှောက်ယှက်မှုတွေပဲဖြစ်ပါတယ်။ဒီစနစ်တွေက Kharkiv data တစ်ဝိုက်က Ukraine ရဲ့ radar စနစ်တွေဆက်သွယ်ရေးစနစ်တွေကိုတပြိုင်တည်းချက်ချင်းနှောက်ယှက်ပြီးပြက်ပြားသွားအောင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီလိုဖြစ်တော့ Ukraine တပ်ဖွဲ့တွေဟာကိုကဲရေးစခန်းတွင်းမှာ အမိန်ပေးကိုကဲမှုတွေအတွက်ပို့ပြီးခံနိုင်ရရှိတဲ့ Starlink ဂျိုဒူ Internet ဆက်သွယ်ရေးစနစ်တွေလိုမျိုးအရန်ဆက်သွယ်ရေးလိုင်းတွေကိုအရေးပေါ်ပြောင်းလဲအသုံးပြုခဲ့ရပါတယ်။ဒါဟာစစ်ပွဲခေတ်မှာနီးပညာရဲ့အရေးပါပုံကိုပြသနေတာပဲဖြစ်ပါတယ်။ဒီလိုလွန်ရှုပ်ထွေးနေတဲ့တိုက်ခိုက်မှုတွေကြားထဲမှာပဲ Ukraine MiG 29တိုက်လေယာဉ်တစ်စင်းဟာမပြတ်စည်းပဲကြံနေခဲ့သေးတဲ့ပြည်လန့်ကနေပြန်တက်ဖို့ကြိုးစားရင်းရန်သူတံပြန်တိုက်ခိုက်မှုကြောင့်ဝမ်းနေစရာပြစ်ချခံလိုက်ရတာမျိုးတော့ဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့ဒီလိုချင်းတွေဘလောက်ပဲဆိုးရွားနေပါစေ ကြံရှိနေတဲ့ TB2 တိုက်ခိုက်ရေး drone တချို့ကတော့မိဂိုရီကြားကနေတက်တိရှိရှိပြန်နေပြီးတပ်ပင်တန်းတွေတောင်မှပုံကွယ်နေတဲ့ရန်သူရန်တန်းတွေကိုအောင်မြင်စွာတံပြန်တိုက်ခိုက်ခဲ့ကြပါသေးတယ်။တိုက်ပွဲရဲ့၃နာရီလောက်ကိုရောက်လာချိန်မှာတော့ latest scan တစ်ခုလုံးဟာမီးလောင်ပြင်းကြီးတစ်ခုလိုဖြစ်နေခဲ့ပြီးဆိုတဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ Ukraine တပ်တွေကတော့လက်မလျှော့ခဲ့ကြပါဘူး။အရန်သိမ်းသီးထားပြီးပျက်စီးမှုကနေလွတ်မြောက်ခဲ့တဲ့အရန်လင်းရင်ပြေးလည်တွေကနေအဆင့်မြင့်တင်ထားတဲ့ MiG-29 MU2 တိုက်လေယာဉ်တွေဟာချက်ချင်းပြန်တက်ပြီး ရန်သူဘုံကျက်လေယာဉ်တွေကိုခုခံဖို့ကြိုးစားခဲ့ကြပြီးတော့မြေပြင်မှာလည်း S300PX လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ Back M1 လေကြောင်းရန်ကာကွယ်ရေးဘက်ထရီတွေကကောင်းငင်စီကိုဒုံးမြန်တွေစက်တိုက်ပစ်လွတ်ပြီးအစွမ်းကုန်ကာကွယ်နေခဲ့ကြတာဖြစ်ပါတယ်။မြေပြင်တိုက်ပွဲမှာလည်းကိုသနစ်ကြီးတက်မဟာဟာသူတို့ရဲ့ T72 AMD တင်ကားတွေ BDR4E တန်ကြပ်ကာရင်တွေနဲ့အတူရွေရှားခုခံမှုတွေကိုစနစ်တကျပြုလုပ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Lilica 1000ထောင်လိုင်းရဲ drone တွေကိုလွှတ်တင်ပြီးအချိန်နဲ့တပြေးညီရန်သူဒီနေရာကိုထောက်လိုင်းခဲ့တယ်လို့ 2S1 ရွေရှားမြောက်တင်တယ်လဲမျက်နာကရန်သူစခန်းတွေကိုတိကျသွားပြန်လဲပြစ်ခတ်ခဲ့တာကြောင့်စစ်ပွဲကတော်တော်လေးကိုပြင်းထန်ခဲ့တယ်လို့ဆိုရပါမယ်ဒီတိုက်ပွဲမှာလက်နက်တွေနဲ့ပြစ်ခတ်ကြတာအပြင်မမြင်နိုင်တဲ့လျှက်စစ်တန်လိုက်စစ်ပွဲကလည်းတိတ်ကိုပြင်းထန်ခဲ့ပါတယ်ရုရှားရဲ့ electronic နှောက်ရှက်ရေးရင်တွေကယူကရိန်းရဲ့ဆက်သွယ်ရေးတွေကိုဖျက်တောက်ဖို့အပြင်းထန်ကြိုးစားနေတယ်လို့ယူကရိန်းကလည်း AD လိုမျိုးတံပြန်အချက်ပြစနစ်တွေနဲ့အတက်နိုင်ဆုံးခုခံခဲ့ကြတာဖြစ်ပါတယ်နောက်ဖက်စလုံးဟာနေမြေအတွက်တောင်မှ ပြည့်စစ်တန်လိုက်ရောင်းတင်ကိုပါထိန်းချုပ်နိုင်ဖို့ပါအသက်နဲ့ရင်ပြီးအပြင်းထန်တိုက်ခိုက်နေကြတာပါနောက်ဆုံးမှာတော့ရုရှားရဲ့ Iskander M ပယ်ဒိန်းထုံးပြန်တစင်းဟာယူကရိန်းရဲ့ S300 လေကြောင်းရန်ကာကွယ်ရေးစခန်းတစ်ခုကိုတိတိကျကျထိမှန်သွားခဲ့ပါတယ်ဒီလောက်အပြင်းထန်တိုက်ခိုက်ခံရပေမဲ့မိုးလင်းချိန်မှာယူကရိန်းအလံကတော့ပျက်စီးနေတဲ့ latest scan ရဲ့ဆက်ပျက်စီးတိုင်းတစ်ခုမှာမန်မာနာနဲ့ဆက်လက်လွှင့်ထူနေတော့ပါပဲအဲ့ဒီ latest scan ကိုရုရှားကပထမဆင့်နဲ့ဒုတိယဆင့်တိုက်ခိုက်မှုတွေနဲ့ပြင်းပြင်းထန်ထန်ဖြိုခွဲဖို့ကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ ယူကရိန်းဘက်ကလက်တုံပြန်ရေးအဆင့်ကိုရောက်ရှိလာခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါဟာတကယ့်ကိုစိတ်ဓာတ်မကျတဲ့စစ်သားကောင်းတွေရဲ့ပုံစံပါပဲ။ယူကရိန်းကိုကေးစကန်ဟာကြံရှိနေတဲ့အရန်လျှက်စစ်တားအရင်းနဲ့လေပယင်း latest scan မှာကြံရှိနေတဲ့ MiG 29တိုက်လေယာဉ်တွေကို R Sandim 3နဲ့ R27 L2L ဒုံးပြန်တွေတက်ဆင်ပြီးအမြန်ဆုံးတံပြန်တိုက်ခိုက်ဖို့လွှတ်တင်ခဲ့ပါတယ်။မြေပြင်က 2S3 Agatisa ရွေးရှားမြောက်တပ်တွေကလည်း ြံရှိနေတဲ့ drone ထောက်လန်းရေးရဲ့အကူအညီနဲ့ရန်သူနေရာတွေကိုတိကျသွားပြန်လည်ပြစ်ခတ်ခဲ့ပါတယ်။ရုရှားဘက်ကလည်းဒါကိုသိနေတဲ့အတွက်သူတို့ရဲ့ Su-34 ဘုံးကျဲလေယာဉ်တွေနဲ့ Su-25 တိုက်ခိုက်ရေးဂျက်လေယာဉ်တွေကိုအဆောင်အရှောင်ဖြင့် MiG-31B ရန်ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်တွေနဲ့အတူထပ်မံစေလွှတ်ခဲ့ပါတယ်။သူတို့ဟာ KH-29D နဲ့ KH-31B လိုမျိုးအထူးရေဒါဖြတ်ဒုံးမြန်တွေနဲ့ယူကရိန်းရဲ့ခုခံရေးစနစ်တွေကိုအပိသက်ချိန်မုံမှုရည်ရွယ်ပြီးကြိုးစားခဲ့တာပါပဲ။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ Kharkiv မြို့အနီးမှာတပ်ဆွဲထားတဲ့ လေကြောင်းရံကာကွယ်ရေးစနစ်တွေကအသင့်ကိုစောင့်ကြိုနေခဲ့ပြီးဝင်လာတဲ့ဒုံးမြန်တချို့ကိုဂျားဖြတ်ဒုံးမြန်တွေနဲ့အောင်မြင်စွာဂျားဖြတ်တစ်ချနိုင်ခဲ့ပါတယ်။မြေပြင်မှာလည်း Ukraine T72 AMD တင်ကားတွေနဲ့ Stagna P တင်ကားဖြတ်ဒုံးမြန်အဖွဲ့တွေကရန်သူတန်ကြကားရင်တွေကိုပြင်းပြင်းထန်ထန်ခုခံခဲ့ကြတာကိုတွေ့ရပါတယ်။မိုးနဲ့ချိန်လောက်မှာတော့ဘယ်သူမှမျှော်လင့်မထားတဲ့တံပြန်တိုက်ခိုက်မှုတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့ Polava မြို့နားကနေလျှို့ဝှက်ပစ်လွှတ်လိုက်တဲ့ Storm Shadow Cruise ဒုံးမြန်တွေပဲဖြစ်ပါတယ်။ဒီဒုံးမြန်တွေဟာအလုံးနိုင်နိုင်ပြန်သန်းပြီး ရန်သူရဲ့ Bug M2 လေးချောင်းရံကာဝယ်ရေးရှင်တဲ့တစ်ခုကိုတိတိကျကျဝင်ရောက်ထိမှန်ပြီးဖျက်ဆီးလိုက်တာကိုတွေ့ရပါတယ်။ဒါပေမဲ့အရေးကြီးဆုံးအပြောင်းအလဲကတော့အသက်ဆက်ဆက်ရောက်ရှိလာတဲ့ F16AM တိုက်လေယာဉ်တွေတဲကတိုက်ပွဲတွေကိုဝင်လာတာပါပဲ။သူတို့ဟာ AGM-88 ရေဒါဖြတ်တုံးမြတ်တွေနဲ့ Ukraine drone တွေကိုနှောက်ယှက်နေတဲ့ Russia ရဲ့ jammer စနစ်တွေကိုဥတီတိုက်ခိုက်ဖျက်ဆီးလိုက်ပါတယ်။ဒီလိုမျိုးနှီးပညာအဆင့်မြင့်တဲ့စနစ်တွေကိုဥတီတိုက်ခိုက်တာဟာတိုက်ပွဲရဲ့အနေအထားကိုပြောင်းလဲပြစ်ဖို့အဓိကရည်ရွယ်ချက်ဖြစ်တယ်ဆိုတာရှင်းနေပါတယ်။ ဒီလိုမျိုး electronic စနစ်နှောက်ယှက်ရေးစနစ်တွေပျက်စီးသွားတာကြောင့် Ukraine ရဲ့ TB2 တိုက်ခိုက်ရေး drone နဲ့ Shark UAV ထောက်လန်းရေး drone တွေဟာအချက်ပြစနစ်တွေချက်ချင်းပြန်ရလာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ဟာ AMML နဲ့ AMMC တို့လိုပယ်ထိန်လက်နက်ငယ်တွေနဲ့ရန်သူပစ်မှတ်တွေကိုမိုးရွာသလိုတိကျသွားပြန်လည်တိုက်ခိုက်နိုင်ခဲ့ပါတယ်။မြေပြင်မှာလည်း90နှစ်ကြီးတက်မဟာပိုလန်နိုင်ငံထုတ် PD91 တင်ကားတွေဂျာမန်လို PZH2000 ကိုပိုင်မောင်းအမြောက်ကြီးတွေနဲ့ နေပြင်ထိုးစစ်ကိုအရှိန်မြှင့်တင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာဝင်ရောက်လာတဲ့ရုရှားရဲ့ KA-52 Alligator တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းကိုလည်းတစ်ပင်တန်းတွေကြားမှာအသင်းဆောင်နေတဲ့ Ukraine Stinger ခုံထမ်းလင်းရင်ပစ်ဒုံးမြန်ဖွဲ့ကတက်ချက်သေးနဲ့အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်ဆိုတာဟာ Ukraine ဘက်ကကာကွယ်ရေးစနစ်တွေဘလောက်အလုပ်ဖြစ်နေတယ်လဲဆိုတာကိုပြသနေရပဲဖြစ်ပါတယ်။နေ့လယ်ကင်းဘက်ရောက်တော့ဒါဟာရိုးရိုးတိုက်ပွဲမဟုတ်တော့ပဲနှစ်ဖက်စလုံးရဲ့ခံနိုင်ရည်ကိုစမ်းသပ်တဲ့စစ်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ Russia ဘက်က 2S19 မစ္စတာကိုပိုင်မောင်အမြောက်တွေနဲ့တိုနာဒိုဂျီဒုံးပစ်စနစ်တွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ယူကရိန်းဘက်ကလည်းပိုလန်နိုင်ငံထုတ်ကိုပိုင်မောင်အမြောက်တွေနဲ့ထောင်လန်းရေး drone တွေကိုသုံးပြီးတံပြန်ပစ်ခတ်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ကောင်းကင်မှာတော့ရုရှားရဲ့ A50U လေးကြောင်းကနဦးသတိပေးလေရင်တွေရဲ့လမ်းညွှန်မှုနဲ့ဝင်လာတဲ့ Su-25 SM တိုက်ခိုက်ရေးလေရင်နှစ်စင်းကို Ukraine F-16 တိုက်လေရင်တွေကဒုံးမြန်တွေနဲ့အောင်မြင်စွာပစ်ချနိုင်ခဲ့ပြန်ပါတယ်။ ယူကရိန်းဘက်က UGV Leopard လို့ခေါ်တဲ့စစ်တပ်နဲ့တပ်မောင်းသူမဲ့မြေပြင်ယာဉ်တွေ Rosso Max တန်ကြပ်ကာယာဉ်တွေနဲ့နယ်မြေကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားခဲ့ကြတာကိုတွေ့ရပါတယ်။ညနေပိုင်းအထိတိုက်ပွဲကဆက်ဖြစ်နေတော့ပါပဲ။ရုရှားရဲ့ BM-30 ဒုံးပစ်စနစ်တွေနဲ့တိုက်ခိုက်မှုကိုယူကရိန်းက American လို့ HIMARS ဒုံးပစ်စင်တွေ Fury နဲ့ Vagarin ထောင်လိုင်းရဲ့ drone တွေရဲ့လမ်းညွှန်မှုနဲ့တိကျသွားတံပြန်ခဲ့ပါတယ်။မြေပြင်မှာလည်းယူကရိန်းထုတ်တပ်ဖွဲ့တွေဟာယူကရိန်းလို့တင်ကားဖြတ်ဒုံးပျံတွေနဲ့ ရန်သူတန်ကြကားချင်းတွေကိုခြေမုံးခဲ့တယ်လို့ဂျာမန်လို Iris D SLM လေးချောင်းရန်ကာကွယ်ရေးစနစ်ကလည်း Shahad 136အသေးခံ drone တစ်စင်းကိုပစ်ချနိုင်ခဲ့ပါတယ်။ဒီလိုပြင်းထန်တဲ့တိုက်ပွဲကြီးပြီးဆုံးလို့မိုးလင်းချိန်မှာတော့ Chuhuri Fa အကြီးအကျယ်ပျက်စီးသွားပေမဲ့လုံးဝကျဆုံးသွားတာမျိုးမဟုတ်ပါဘူး။ Engineer တွေကပျက်စီးသားတဲ့ radar တွေကိုပြန်ပြင်နေကြပြီး drone တွေလည်းကောင်းကင်ကိုပြန်တက်သွားခဲ့ကြပါတယ်။ဒီတိုက်ပွဲရဲ့ပဲ့တင်တဲ့ဟာ Ukraine ကိုကျော်လွန်ပြီး Moscow ထိရောက်ရှိသွားမဲ့နမိတ်တစ်ခုဖြစ်လာခဲ့ပါတယ်လို့ပြောရမှာပါပဲ။ တကယ်ကိုအမခန်းစီယာတိုက်ပွဲတစ်ပွဲပဲဖြစ်ပါတယ်ဒီလိုနဲ့တိုက်ပွဲဟာဘယ်သူမှမထင်မှတ်ထားတဲ့နေရာတစ်ခုစီကိုရောက်ရှိသွားခဲ့ပြီးတော့အဲ့ဒါကတော့မော်စကိုမြို့ရဲ့အနီးအနားကိုဖြစ်ပါတယ်ဒီတိုက်ပွဲကရိုးရိုးစစ်ပွဲတစ်ခုမဟုတ်တော့ဘဲမဟာပြူအမြောက်ပြောင်းလဲမှုတစ်ခုလို့ပြောလို့ရပါတယ်နနက်9:23မိနစ်မှာယူကရိန်းနဲ့မဟာမိတ်တပ်ဖွဲ့တွေဟာမော်စကိုမြို့မှာရှိတဲ့အမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှုစင်တာ NDMC ကိုပြစ်မှတ်ထားပြီးဗတ်ပေါင်းစုံကနေပူးပေါင်းတိုက်ခိုက်မှုတစ်ခုစတင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုဟာတော်တော်လေးကိုရှုပ်ထွေးပါတယ် ဘာတွေပါဝင်ခဲ့တယ်လဲဆိုတော့အနိုင်ပြန်တိုက်ခိုက်ရေးဒရုန်းတွေပိုလန်နိုင်ငံထုတ် BWP ချီလီယန်တက်တိုက်ခိုက်ရေးယာဉ်တွေနဲ့ F16 တိုက်လေယာဉ်တွေတောင်ပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီလိုပေါင်းစပ်တိုက်ခိုက်မှုပုံစံဟာတကယ်ကိုအဆင့်မြင့်လာပြီလို့ဆိုရပါမယ်။ရုရှားဘက်ကလည်းဒါကိုလုံးဝမျှော်လင့်မထားတာမဟုတ်ပါဘူး။သူတို့ဟာသူတို့ရဲ့ကာကွယ်ရေးစနစ်တွေကိုအသင့်အနေထားမှာထားရှိခဲ့ကြပါတယ်။ရုရှားရဲ့အဆင့်မြင့် S300 နဲ့ S400 လေးကြောင်းကာကွယ်ရေးဒုံးပျံစနစ်တွေ Panzer S1 လေးကြောင်းရန်ကာကွယ်ရေးဒုံးကြီးအမြောက်တင်ယာဉ်တွေ ပြီးတော့ Su-35 အစွမ်းထက်တိုက်လေယာဉ်တွေနဲ့အပြင်းထန်ခုခံကာကွယ်ခဲ့ကြပါတယ်။ယူကရိန်းဘက်ကတော့ MiG-29 တိုက်လေယာဉ်တွေကိုအယောင်ပြအဖြစ်သုံးခဲ့ပြီးတော့ပိုလန်တပ်ဖွဲ့တွေက Krag 155 mm ကိုပိုင်မောင်းမြောက်ကြီးတွေနဲ့မိဂိုဘုံတွေပောက်ကွဲအပြင်းဘုံတွေပစ်ခတ်ပြီးသူတို့ရဲ့ PD-91 တင်ကားတွေနဲ့ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေရှစ်တန်နိုင်ဖို့ကာကွယ်ပေးခဲ့ပါတယ်။ဒါဟာအစီအစဉ်တိုင်းတွားနေတဲ့တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာရှင်းနေပါတယ်။အဲ့ဒီ drone အုပ်စုငယ်တွေကတော့ရုရှားရဲ့ဈေးကြီးတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို တမင်တကာသွားတိုက်ခိုက်ပြီးသူတို့ရဲ့ဒုံးကျည်တွေကုံသွားအောင်လှုပ်ရှုပ်စေခဲ့တာမျိုးလည်းလှုပ်ဆောင်ခဲ့ကြပြီးတော့ဒီလိုမျိုးနှီးပြူဟာတုံးတာဟာတကယ်ကိုပားနေတယ်လို့ပြောလို့ရပါတယ်ရုရှားဘက်ကလည်းသူတို့ရဲ့အကောင်ဆုံး T90M တင်ကားတွေ Iskander ပယ်ရင်းဒုံးမြန်တွေနဲ့တံပြန်တိုက်ခိုက်ခဲ့ပေမဲ့မဟာမိတ်တပ်တွေရဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးဘက်ထရီတွေကဝင်လာတဲ့ဒုံးမြန်တွေကိုအောင်မြင်စွာကြားဖြတ်ကာကွယ်နိုင်ခဲ့ပါတယ်လက်စစ်တန်လိုက်အချင်းချင်းအင်အားပြိုင်ဆိုင်မှုတွေကလည်းဒီစစ်မျက်နှာမှာအပြင်းထန်ဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်တွေဟာ GPS နှောင့်ယှက်မှုတွေကိုခံနိုင်ရည်ရှိတဲ့ fiber ကြိုးတွေအထူး EW ယင်တွေနဲ့ဒီလို electronic နှောင့်ယှက်မှုတွေကိုကျော်လွှားနိုင်ခဲ့တာဖြစ်ပါတယ်။မြင်းဘက်မှာတော့အထူးတပ်ဖွဲ့တွေနဲ့ထောက်လန်းရေးဆက်ရုပ်တွေက NDMC ရဲ့အပြင်စီးအထိတိတ်တဆိတ်ချင်းကန်နိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲတွင်းမှာထူးခြားချက်တစ်ခုကတော့လူသားချင်းစာနာမှုဆိုင်ရာလှုပ်ဆောင်ချက်အနေနဲ့နှစ်ဖက်စလုံးကဒဏ်ရာရသူတွေကိုတက်နိုင်သလောက်ကုသပေးခဲ့တာကိုလည်းတွေ့ရပါတယ်။ဒီလိုပြင်းထန်တိုက်ခိုက်နေရင်းနဲ့တောင်ဒီလိုလှုပ်ဆောင်တာတော်တော်လေးစိတ်ဝင်စားစရာပါ။ နောက်ဆုံးမှာတော့ NDMC ရဲ့ဗဟိုကုတ်ကဲရေးကွန်ရက်ကိုအဓိကကျတဲ့ပြည့်စည်မှုတွေပြုလုပ်နိုင်ခဲ့ပြီးဒါဟာယူကရိန်းနဲ့မဟာမိတ်တွေအတွက်မဟာဗျူဟာမြောက်အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်လို့ပြောရမှာဖြစ်ပါတယ်။မော်စကိုမှာအဲ့ဒီလိုတွေဖြစ်နေချိန်မှာပဲယူကရိန်းရဲ့နောက်ထပ်အဓိကဆင့်မြင်တာတစ်ခုဖြစ်တဲ့ Hostomel မှာလည်းတိုက်ပွဲတွေပြန်လည်ပြင်းထန်လာခဲ့ပါတယ်။ရုရှားရဲ့ BM-21 Grad ဒုံးပစ်စနစ်တွေနဲ့တိုက်ခိုက်မှုကိုယူကရိန်းက S-300PS အလေးကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့တုံ့ပြန်ခဲ့ပြီးရန်သူ Su-25 တိုက်လေရင် တိုက်ခိုက်ရေးလေယာဉ်တွေကိုပစ်ချနိုင်ခဲ့ပါတယ်။ကောင်းကင်မှာ MiG-29 တိုက်လေယာဉ်တွေနဲ့ Su-35 တိုက်လေယာဉ်တွေတို့ပြင်းထန်စွာစီးကျဉ်ထိုးတိုက်ခိုက်ခဲ့ကြသလိုမြေပြင်မှာတော့ Ukraine ရဲ့ GUR ထူးတပ်ဖွဲ့တွေဟာ Fury UAV နဲ့ Shark ထောက်လန်းရေး drone တွေရဲ့အကူအညီနဲ့လှုပ်ဝက်လှောက်ရှားနေခဲ့ပါတယ်။ Ukraine လို Stuknapi တင်ငါဖြတ်ဒုံးမြန်ဖွဲ့ကရန်သူ BMD-2 ချင်းလျင်တက်တိုက်ခိုက်ရေးယာဉ်တစ်စင်းကိုဖျက်ဆီးနိုင်ခဲ့သလို FPV Kamikaze အသေးခံ drone တစ်စင်းကလည်း ရန်သူ T80U တင်ကားတစ်စင်းကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။ရုရှားရဲ့ Lancet 3အသေးကန် drone တွေကိုလည်းယူကရိန်းရဲ့ electronic စနစ်တောက်နှောက်ရက်ရေးစနစ်တွေကနှောက်ရက်ပြီးပြစ်ချနိုင်ခဲ့တယ်လို့တွေ့ရပါတယ်။အမှတ်82တပ်မဟာကလည်း American လို QVM1151 တန်ကြပ်ကာကြင်တွေ Gozex 2 Mix တန်ကြပ်ကာကြင်တွေပြီးတော့ Panisher တိုက်ခိုက်ရေး drone တွေရဲ့အထောက်ပံ့နဲ့တူထိုးစစ်ဆင်ခဲ့ကြပါတယ်။ဟုတ်ပါတယ်။ အခုလို Chuhurif Leaders Camp ကနေစတင်ပြီးမော်စကိုမြို့ရဲ့အမျိုးသားကာကွယ်ရေးစီမံခန့်ခွဲမှုစင်တာ NDMC ကိုတိုက်ခိုက်တဲ့အထိနောက်ပြီးတော့ Hostomel ဆင့်မြန်နာအထိပါပြန့်နှံ့သွားခဲ့တဲ့ဒီခေတ်သစ်စစ်ပွဲရဲ့ရှုပ်ထွေးပွေလီလာတဲ့တိုက်ပွဲဖြစ်စဉ်တွေကိုပြန်လည်စမ်းစစ်သုံးသပ်ကြည့်ရတာဟာတကယ်ကိုထိတ်လန့်စရာကောင်းသလိုစိတ်ဝင်စားစရာလည်းကောင်းလွန်ပါတယ်လို့ပြောရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဖော်ပြခဲ့တဲ့ MIG 29တိုက်လေယာဉ်တွေရဲ့အယောင်ပြလှုပ်ရှားမှုတွေ Storm Shadow Cruise တုံးမြန်တွေရဲ့လျှို့ဝှက်ပစ်ခတ်မှုတွေ ပြီးတော့ F16 လေယာဉ်တွေရဲ့ AGM-88 Hams ဒုံးမြန်တွေနဲ့ရုရှားရဲ့ Karasuka 4 Jammer စနစ်တွေကိုတိတိကျကျဖျက်ဆီးလိုက်တဲ့အဖြစ်အပျက်တွေဟာတကယ်တော့ရိုးရိုးစစ်ပွဲသတင်းအချက်အလက်တွေတွေမဟုတ်ပါဘူး။ဒါတွေဟာကမ္ဘာအဆင့်မီနည်းပညာတွေနဲ့မဟာဗျူဟာတွေဘလောက်ထိအပြန်အလှန်ပြိုင်ဆိုင်နေကြပြီလဲဆိုတာကိုမျက်ဝါးထင်ထင်ပြသနေရပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မော်စကိုမြို့ရဲ့ဗဟိုအာဏာပိုင်စင်တာကိုအောင်မြင်စွာထိခိုက်စေနိုင်ခဲ့တဲ့ဒီတိုက်ခိုက်မှုဟာ စိတ်ဒပန်ဆိုင်ရာနဲ့မဟာဗျူဟာပိုင်းဆိုင်ရာအရာပါယူကရိန်းဘက်ကနေရုရှားကို ပြင်းပြင်းထန်ထန်တုံ့ပြန်နိုင်သန်းရှိပြီဆိုတော့ပဲ့တင်တန်တခုကိုပေးလိုက်တာပဲဖြစ်တယ်လို့ပြောချင်ပါတယ်။ဒါဟာစစ်ပွဲရဲ့ရှေ့လျတဲ့ဖြစ်စဉ်တစ်ခုတည်းကအစိပ်ပိုင်းတစ်ခုဖြစ်နိုင်ပေမဲ့သူတို့ရဲ့ဇွဲတက်တီနဲ့ခံနိုင်ရည်ရှိမှု ပြီးတော့ဤပညာကိုထိရောက်စွာအသုံးချနိုင်မှုတို့ကပဲဝိုးလင်းချိန်မှာပျက်စီးနေတဲ့ဆက်ပျက်စီးတိုင်းတစ်ခုမှာယူကရိန်းလန်ဆက်လက်လွင့်ထူနေစေခဲ့တဲ့အကြောင်းရင်းဖြစ်ပါတယ်လို့ဤကုန်းချုပ်အနေနဲ့ကြေကြာချင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။